ားလုံးပဲမင်္ဂလာပါခင်ဗျာပရာလောကဇလံများစီတင်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ညတင်ဆက်ပေးတော့မယ့်ပရာလောကဇလံလေးကတော့ဇာယိစရာဇယနာယာမညာရေးသားထားတဲ့ဝတ္တဟင်တောင်းစားသောတပတ်ကြီးဆိုတဲ့ထင်းရမန်ပရာလောကဇလံလေးပဲဖြစ်ပါတယ်ခင်ဗျာဇလံလေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ထားပြီးတော့အသစ်တင်နိုင်သိရှိနိုင်ဖို့ဒီနာကနိုဒီဘဲခေါင်းလုံးလေးကိုလည်းနှိပ်ထားပေးကြဖို့မြေတားရက်ခံကြပါတယ်အပြီးသွားပြီဆိုရင်တော့ကျွန်တော်နဲ့တူတူ ဇလန်းလေးကိုဆက်လက်နားဆင်လိုက်ကြရအောင်ခင်ဗျာအဒီဖြစ်ဖြစ်ကကျွန်တော်အသက်16နှစ်လောက်တုန်းကကျုံတွေ့ခဲ့ရတဲ့ဖြစ်ရမှဇလန်းလေးဖြစ်ပါတယ်အကျွန်တော်ကမော်လမြိုင်ဇာတိဆိုတော့စောင်းနေမနဲ့ဆိုရင် တငယ်ချင်းတွေနဲ့စုပြီးတောင်ပေါ် view point ကိုလမ်းရှောင်နေကြကျွန်တော်တို့သွားတဲ့လမ်းကအာထကတိကျောင်းအလုံးအသေးတိုက်ကနေတက်ရတာမို့မနက်အာယုံတက်ချိန်ဆိုရင်တော့ကြက်သေးထလောက်အောင်ကြောချမ်းစရာကောင်းလာတယ်အသေးတိုက်ရရှိမှာတော့ညောင်မိုးစုကြီးတွဲလောင်ကြနေတဲ့ညောင်မင်းတပင်ရှိပြီး အဲ့ဒီအပြင်မှာတပည့်ကြီးတကောင်နေတယ်လို့တော့ဗဇက်ရာဇဝင်တွေရှိခဲ့ကြဘူးလေအဲကိုရီကစေကျော်တက်အရွယ်တွေဖြစ်တဲ့အပြင်အဖွဲကလည်းတောင်းတော့တရေလည်းမကြောက်ဘူးအာတဆေလည်းမကြောက်ဘူးဆိုပြီးတွေးကြော်ခဲ့တာပေါ့မမရရအဲ့ဒီနေ့ကမန်ယူနဲ့ဘာစီလိုနာချန်ပီယံလိဘူးလူပွဲကြည့်ရင်မအေးဖြစ်ကြတော့ပဲမနက်3နာရီပွဲတော့တောင်ပေါ်သွားကြမယ်ဆိုပြီးထွက်လာခဲ့ကြတယ်။တန်ရွေဥယင်ကနေဖြစ်လာရင်လည်းအသေးတိုက်ဂုံးတက်လည်းရောက်ရောကားလမ်းမကိုပိတ်ပြီးအိမ်ကြီးရဲ့အရာတစ်ခုကိုတွေးလိုက်ရတယ်ဗျ။ ဒါဘုံမြင်တော့အဖွဲထဲမှာပါတဲ့တယောက်ကအရှိကိုကတ်ပြီးကြည့်လိုက်ရအမွေးမြင်နေဖုံးလန်းနေတဲ့အကောင်တကောင်ဖြစ်နေတာကြောင့်အကောင်လုံးအော်ပြီးပြေးကြတာပေါ့ဗျာအဲ့ဒီနေ့ကစားပြီးစောင်းနေမဲ့နဲ့လမ်းလျှောက်တဲ့အစီအစဉ်ကပြတ်သွားသလိုအသေးတိုက်ဘက်ကိုလည်းရောင်လို့တောင်ခြေဦးမလဲကြတော့ဘူးအဲ့ဒီလိုနဲ့၃လောက်ကြတော့အသေးတိုက်ကုန်းတက်မှရှိရဲ့ဘုံကြီးเจ้าမှာအလူတခုလောက်ပါလေရောဗျာအเจ้าနဲ့ဘုံကြီးကအတော်လေးကိုးကွယ်တဲ့ဘုံကြီးဖြစ်လို့အကောင်လုံးဝမ်းကိုလုပ်ပြီးဘုံအမိန်ကြလာခဲ့တယ် အဒါနဲ့အိမ်ကနေထမင်းဟင်းတွေချက်ပြုတ်ပြီးတော့အာယုံဆုံးအမီခုံကြီးကျောင်းကိုတက်ကြတာပေါ့ဝိုးရီခွက်တွေရက်တဲ့သူကရွက်ဆွဲတဲ့သူကဆွဲနဲ့ပျော်စရာတော့ကောင်းသားဗျထမင်းဟင်းတွေပါတဲ့အတွက်အသေးတိုက်ဂုံးတက်ကနေမတက်ပဲတမဝရမအတင်းတိုင်းကျောင်းအနောက်လမ်းကနေဓမီကိုစီနဲ့တက်ခဲ့ကြတယ်မနက်၄နာရီလောက်ဆိုတော့အလင်းရောင်ကလည်းမှိန်တင်းတင်းလမ်းကလည်းတော်လန့်ဖြစ်တဲ့အတွက်ခလုံးမတိုက်အောင်တော့တတိထားရှောင်ရင်တောင်ပေါ်ကိုတက်လာတဲ့အခြေမမသိနေဆိုရင်မိမကထမင်းဟိုးဖုံးကိုလက်နဲ့ခောက်ပြီးသူ့သားကို ်ထုတ်ခဲ့ရင်ဟိုရတယ်ဆရာတော်တွေစောဖုံးပြီးမှဆိုင်ရမယ်နော်အရုံးမတိအောင်တရေလို့ကိုးစားမှနေနဲ့အဲ့ဒီလိုအမှတ်မတင်ပြောလိုက်တာဗျာအဖိုးကွေးဆိုတဲ့ကောင်ကလည်းလူလင်းရဲ့လက်တလို့ဟင်းနေခိုးစားတတ်တဲ့အကျင့်ရှိတော့သူ့အမေကသတိပေးလိုက်ခြင်းပဲဗျ။ကျွန်တော်တို့ဘုန်းကြီးကျောင်းရောက်တော့အာယုံစွန်းအတွက်ပြင်ဆင်နေတဲ့အချိန်စွန်းစားဆောင်တော့မှထိုင်နေတဲ့ဖိုးခွေးကတကူလုံးတုံကြီးပြီးတော့တရေတွေတမျှမျှကြာနေတာဗျ။အစကတော့ဘယ်သူမှသတိမထားမိပဲကိုယ်လိုကိုယ်လုံးနေကြတာပေါ့ အနောက်မှာညီတန်ကကျဲလာတာကြောင့်ကြိတ်လိုက်တာကိုကောင်မျိုးလုံးပြူပြီးတော့ခြေလက်တွေပါကောက်ဝေးနေပြီဗျအဲကျွန်တော်တို့လည်းချက်ချင်းဆရာတော်ကိုပြေးခေါ်ရတော့တာဗျဟွန်းဆရာတော်ရောက်လာတော့ဖိုးခေးကအန်ကျိတ်ပြီးတော့ဟင်းအိုးကိုလက်ညှိုးထိုးနေတာဗျဆရာတော်အเจ้าမှလည်းမကြွလွတ်တဲ့လူတွေရှိနေတာဆိုတော့ဝင်ဘူးတာဘယ်လိုလဲဘယ်ကလဲဆိုပြီးမေးတော့မှအသေးတရှိကညောင်မင်းမနေတဲ့တပတ်ကြီးဖြစ်နေခဲ့တယ်ဆရာတော်ကလည်းဘာလို့ကျင်းလို့ဝင်ဘူးတာလဲမေးတော့ဟင်းအိုးကိုလက်ညှိုးထိုးပြီးတော့ဝတ်သားဟင်းစားခြင်းလိုလိုက်လာတာဆိုပဲ ဆရာတော်ကလည်းတရားဟောဖို့အချိန်နှီးနေတာမို့ဟင်းဦးထဲမှာရှိတဲ့ဝတ်သားတော်ကိုပကံနဲ့ထည့်ပြီးထည့်ကျွေးလိုက်လို့ပြောတဲ့အတွက်အဲကျွန်တော်တို့လည်းဝတ်သားဟင်းတွေကအစီတုံးတွေရွေးပြီးတော့ထည့်ပေးလိုက်တာပေါ့အတားကိုတင်းစာမစားဘူးဗျအိုးလိုက်စားမယ်ဗျာဆရာတော်ကငကိုလေးကစိတ်ဆက်တာမို့အချိန်ညအဆောင်ကိုပြန်သွားပြီးကိုရင်တွေရိုက်တဲ့ကြေယုံကြီးယူချလာတာအဲ့ဒီအချိန်ကြီးတင်းကကြမ်းမြေကိုလက်နဲ့ကုပ်လိုက်ဟင်းဦးကိုလက်ညှိုးထိုးလိုက်လုံနေတော့ဗျအဲကျွန်တော်တို့လည်းဆရာတော်ဘာလုပ်မလဲဆိုပြီးကြည်နေတော့ပေါ့ အဲ့ဒီမှာပဲဆရာတော်ကအကျိုးတန်းမှာလှမ်းထားတဲ့သင်္ကန်းတစ်ထည်ကိုချိန်မှပတ်ပြီးတော့အဝင်ဘူးနေတဲ့အကောင်ကိုကြိုးရိုက်နွားရိုက်ရိုက်ပါလေရောဗျာအလေးငါးချက်တော့ရိုက်ပြီးတော့မှဒင်းကသူ့အတွက်ဖိထားတဲ့ဟင်းဘက်ကံကိုလက်ညှိုးထိုးပြတာအလူမကျိုးတဲ့ဝတ်သားတုံးဆိုတော့တုံးတုံးကိုလက်စုံလို့စားတော့တုံးထားတဲ့အပြင်ပြန်နှွေးထားတာဆိုတော့အဟွေတစ်ထောင်ထောင်ထနေတာကိုအလုံးပလောင်းနဲ့စားပါလေရောဗျာအဲစားလို့လည်းကိုရောဆရာတော်ကဟိမ့်လိုက်ဟောက်လိုက်တော့မှပဲပြန်ထွက်သွားတာဗျအဲ့ဒီတော့မှရေမန်းနေတိုင်းပေကြီးကျိုးတွေချိန်ပေးလိုက်ရတယ် ဖိုးခွေးပြန်ပြောပြတာကစွန်းစားကြောင်းမှာသူထိုင်နေတဲ့အချိန်အဲ့ဒီကောင်ကပြတင်းဘောက်ကနေဝင်လာတာတဲ့အာပြီးတော့သူ့ရဲ့လက်ကိုဆွဲယူပြီးတော့အုံးဝင်ထိပ်ဖြားမှာချိန်ထားတာဆိုပဲအုံးဝင်ပေါ်မှာဆိုတဲ့အခြားကောင်တွေအများကြီးထိုင်နေကြသေးတယ်လို့ပြောတယ်အဲ့ဒီနေ့ကတော့မမေ့ရပဲမို့အခုဒီမမေ့နေပါသေးတယ်ဗျဖိုးခွေးကတော့ဘုန်းကြီးတောင်းကပြန်ပြီးနှစ်ရက်လောက်ဖြားသွားတယ်ဗျဖြားနေတဲ့အချိန်မှာလည်းတပည့်ကြီးကိုမြင်နေရလို့ဆရာတွေနဲ့ပါကူးလိုက်ရသေးတယ်အခုဒီလည်းအဲ့ဒီညောင်မင်းကြီးကရှိနေသေးတယ်ဗျ စမ်းကျင်တဲ့သူတွေမော်ရမြန်ရောက်ရင်တော့အသေးလိုက်ရှိကညောင်မင်းကြီးကိုသွားလို့ရတယ်နော်။ဇာရေးဇာစီရနာယာမညာရေးသားထားတဲ့ဝတ်သားဟင်းတောင်းစားတော့တပတ်ကြီးဆိုတဲ့ဖြစ်ရမယ်ဗရာလောကဇရန်လေးကတော့တည်တင်ပြီးဆုံးပါပြီခင်ဗျာ။ဇာရေးဇာစီရနာယာမညာနေတကွာနားစင်ပေးကြတဲ့သူတို့တယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်။ဒါရပြောရှင်သောညာလေးဖြစ်ကြပါသည်ခင်ဗျာ။